ဒီနေ့မနက်ပိုင်းကကျင်းပတဲ့ UFC ပွဲမှာမြန်မာနိုင်ငံကိုစားပြုချင်းဖိုင်တာဂျိုရှူအာဗန်ကဂျပန်ဖိုင်တာတီဆူရူရာကိုအမှတ်နဲ့အနိုင်ယူခဲ့ပါတယ်။ UFC မှာဂျိုရှူအာဗန်က၃ဖွဲ့ဆက်တိုက်အနိုင်ရတာဖြစ်ပြီး ranking ပြောင်းဝင်ဖို့နှိစက်နေတာပါ။ UFC 313ပြိုင်ပွဲကို Nevada ပြည်နယ်မှာရှိတဲ့နာမည်ကျော် T-Mobile Arena အင်္ဂစားယုံထဲမှာကျင်းပခဲ့တာပါ။ဖန်ကအခုပွဲမှာမြန်မာနိုင်ငံအလံကိုတရင်ဝင်လွှမ်းခြုံခွင့်ရပြီးရှင်ပြိုင်ခဲ့တာပါ မူလကဖန်ရဲ့ပြန်ဘက်ကဘရူနိုဆေးဘာဖြစ်ပေမဲ့ပွဲနီးကမှဘရူနိုဆေးဘာနှုတ်ထွက်သွားလို့ဖန်ကရှုံးမွေးမရှိသေးတဲ့ဂျပန်ဖိုင်တာတီဆူရူရာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ဘရူကစားသမားဘဝ၁၀ပွဲမှာ၄ပွဲကိုချုပ်ကွက်နဲ့အနိုင်ရထားတာပါ။ တီဆူရူရာကနိုင်ပွဲ10ပွဲတွေက4ပွဲကိုအလဲထိုးအနိုင်ရထားတာဖြစ်ပေမဲ့ဖန်ကိုတော့မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဂျပန်ဖိုက်တာကဖန်ကိုတိတ်တောင်းလို့ဖို့အချိန်ချင်းကြိုးစားခဲ့ပြီးဖိအားပေးခဲ့တာပါ။ဒါပေမဲ့ဖန်ရဲ့တိုက်ရိုက်ခိုက်ရေးကပိုထက်မြက်ခဲ့ပြီးအချိန်တိုင်းမှာအသာစီးရခဲ့တာလည်းတွေ့ရပါတယ်။နောက်ဆုံးအမှတ်ပေးတိုင်းတွေကဖန်ကိုအနိုင်ပေးခဲ့လို့ UFC မှာ၃ပွဲဆက်အနိုင်ရတာဖြစ်ပါတယ်။ဖန်က UFC မှာချန်ပီယံဖြစ်ဖို့ရည်မှန်းထားတယ်လို့အခုပွဲမတိုင်ခင်ကပြောခဲ့ပါသေးတယ်။